ရုံမှဆိုးသွမ်းတော်သူများသည်နောက်ဆုံးတနေ့၌ဘေးတွေ့ရပြီဟုပြောရိုးဆိုစကားရှိ냐တော်လဲအချို့သောသူတို့မှာထင်ထင်ရှားရှားဆိုးရွားညဉ့်ဉန်းပါလျက်တသက်လုံးဘေးအန္တရာယ်ဟု၍မတွေ့ရပဲနေရမှတဘာဝကြီးကိုလှည့်စားနိုင်ကြဟန်ရှိပေ၏ထို့သောသောသူမျိုးကိုတွေ့မြင်ရသောအခါနတ်သားများဘယ်သွားနေကြသလဲဟု၍ပင်ညှိတွားပြောဆိုတတ်ကြ၏ ထိုသူတော်သူများမှာတန်တရာခီးလမ်းမကြီးဝဲတနေရာတကွေ၌ကျွေးဟောင်းများပေးဆက်ကြရမည်မလွဲတော်လဲလငင်းထိတ်ထကျွေးတော်မခံချရခြင်းကိုပင်မြင်ရသူတို့ကမကြေမနက်နိုင်အောင် ရှိတတ်ကြလေ၏ရှည်လျားသောတန်တရာအဖြစ်ကောင်းချို့ကိုစံရခြင်းမကောင်းချို့ကို ခံရခြင်းဟူသောဗုဒ္ဓဘာသာအယွာရဖြင့်ကြည်တော်စိုးဝါးပါလင်းနှင့် လငင်းထိတ်ထ အပြစ်တမခံရသောသူများအတွက်ခုနှိမ်ပွဲရာတန်တရားလမ်းကြောင်းကြီးရှိနေတော်လဲယခုဘဝမှ လူဖြစ်လာ၍ဇင်းပိတ်သွားသည့်အယူဝါဒယုံကြည်သူများကမူကျေနပ်လောက်အောင်စိရင်ရှင်တန်လွတ်ဖို့ခဲရင်ကောင်းခဲရင်ပေလိမ့်မည်ရေသာဖို့ပြလက်တန့်သောအဖြစ်ပြက်များမှာအကျွေးမထားဘဲလင်ငင်းပေးဆက်သောအချင်းရများဖြစ်ပေသည်ပါဝင်သူကာယကံရှင်များမှမူ အင်္ဂလိပ်လူမျိုးတူဦး၏နှုတ်ထွက်ဖြစ်သည့်အလျောက်အင်္ဂလိပ်လူအသားပြည့်၍ဖော်ပြပေးလိမ့်မည်ဟု မျှော်လင့်ရပေမည်ဂျာမန်လူမျိုးတို့ကပြောပြသောအဖြစ်ပြက်အချင်းရာများတွင်လည်းထိုနည်းတူစွာဂျာမန်ကိုအသားပြည့်လိမ့်မည်ဟု၍ပင်တွေးထင်ရပွဲရှိလေသည်အောက်ပါအချင်းရာများမှာအင်္ဂလိပ်အရာရှိတစ်ယောက်နှင့်ဂျာမန်အရာရှိတစ်ယောက်အကြောင်းကို အင်္ဂလိပ်ထံမှကြားရသည့်အတိုင်းပေါ်ပြခြင်းဖြစ်ရာ ကိုလူမျိုးကို ကိုဂုံတင်မြင့်တမရသဘောကိုလည်းထက်သွင်းချင်းချင်းယူဆကြရသည်ကဘာပေါ်တွင်အကြီးဆုံးသောကစားဝိုင်းကြီးများအမဲဖွင့်ထားသည့်မွန်တီကာလိုကစားယုံကြီးရှိတွင် တနေ့တနိုင်အင်္ဂလိပ်လူမျိုးနှစ်ယောက်တို့သည်စကားပြောလျက်ရှိကြ၏လပကောင်းမွန်စွာဝတ်စားဆင်ရထားသော မိမယောက်ျားများသည် ပြားပန်းခတ်တဲ့ကဲ့သို့ ၎င်းတို့အနီးတွင် တုံ့ပြန်လူလာပျော်ရွှင်စွာ ရှိနေကြ၏ထိုသူနှုတ်နှင့်တဦးမှာကြည်လင်ရွှင်ပြဝမ်းမြူးလာသောအမှုအရာနှင့် secret တလေးကို အငွေ့ချောင်းချောင်းထအောင် ရှူဖွာလျက်ရှိရာကြံတယောက်မှမူခတ်တုံတုံမြင့်တထားနှင့်မိမိ၏လက်သေးများကိုကြိုက်ကာစင်စားစေကူဟန်ရှိနေ၏စေမင်းပြပါနေချေရီယား မိတ်ကလေးကိုလည်းအချိန်ပေးဦးမှာပေါ့ကွာတနေ့နေ့တော့မုတ်ချမင်းစီကိုလဲလာမှာပါကွာစိတ်သာချနေပါမထမောက်ချယ်ရီယာငါ့မင်းလို့လူကြောတယောက်လည်းမဟုတ်ဘူးနှုတ်ကလည်းခလေးလေးနဲ့မျောလင့်ဖို့ရှိမယ်မထင်ပါဘူးကွယ်ရုပ်ချောတာမြုပ်ချောတာအပါထားမင်းလို့စတိုင်ကောင်းတဲ့လူတယောက်ဒီအပြင်လိုက်ရှာရင်ထမင်းတို့သုံးဦးသာသုံးမယ်တွေ့လိမ့်မယ်လို့ငါမထင်ဘူးနှုတ်လေးတယ်ဆိုတော့စက်တောင်စီထက်ရင်တွေ့သေးတာပဲတကယ်ချင်းရဲ့ တက်မချယ်ရီယာနောက်မနေစမ်းပါနဲ့ငါကမင်းရဲ့ရအောင်ပြောနေတာပါကွာမင်းမျက်နှာကြီးရှက်ခေါ့ကျုံနဲ့ဒီနေရာမှာထိုင်နေရင်တော်တော်ကြာဟိုငနေမကဟိုငနေနဲ့လက်ဖေ့တောက်ပြီးထွက်လာလို့မြင်သွားမှဖြစ်မင်းကိုဖုံးကြီးဝတ်ဖို့များတိုက်တွန်းနေပါအောင်ပဲကွယ်တခွက်လောက်တောက်ချီအောင်စို့လို့ဆိုလိုက်တဲ့သဘောပေါ့လေဟုတ်စာငါလူတော်တော်ပါသားပဲငါစိတ်ကိုရိပ်မိတယ်လို့မင်းစိတ်ကိုလည်းမင်းရိပ်မိရင်တော်ပြီပေါ့ကွယ် လာပါကွယ်မင်းတောက်ရှင်လဲတိုက်ပါမယ်ဒီလိုမှပေါ်ကွယ်ဦးလီခက်ရှင်ရှင်နဲ့နှုတ်ရဲရဲအာရဲရဲဆိုတာမျိုး နှုတ်လိုက်ရရင်ဟိုကောင်းအောင်ပြပြီးငါ့လူဘက်ပါမှာအေကံပါကွယ်လာပါတငယ်ချင်းနှစ်ယောက်တို့သည်အရရောင်းသောဘာစလုံးတို့သွားကြစဉ်ဟေ့လူမမပြောစက်ကွယ်မီစီယဟုန်ငနေပဲပါမယ်ထင်သလားဘဲနေလဲ နေစမ်းပါကွယ်ဒီနေ့တင်မောပွဲကိုမေးစီလာမယ်မဟုတ်လားဘာမှမပြောနဲ့တမိအောင်ကလင်းလင်းမင်းယူနီဖောင်းကပျောင်ပျောင်နဲ့ဘလောက်ပနာစားတယ်မင်းကရှာတွတ်တွတ်နဲ့နှူးလိုက်ရရင် မပါပဲဘဲမိမမျိုးကနေနေမှာလဲကွယ်အိနီယာ၌ရှင်းလင်းရန်လူဤစကြင်မဖြစ်မိခါကမြေထဲပင်လယ်၌စကန်းချထားသော အင်္ဂလိပ်စက်တမောသည်ပင်လယ်ကမ်းရှည်ရှိစေကားသောမြို့တမျိုးသို့တနက်တစ်ချိန်သွားရောက်၍တလခန့်မြပျော်မြူကြသောထုံးစံရှိ၏ယခုအဖြစ်အပျက်များ ရေးသားနေသည့်ချိန်တွင် အင်္ဂလိပ်စက်တမောသည်ချက်ပါထုံးစံအတိုင်းဗီလီဖရန့်မြို့တွင်စိုက်ကပ်၍ရေချောင်းဘက်အရာရှိများရှင်မြူလျက်ရှိကြ၏မြို့သူမြို့သားများသည်ရေချောင်းဘက်အရာရှိများအားအဲ့ခံကြွေးမွေးခြင်း ကာဘွဲများကျင်းပခြင်းစသဖြင့်ဖြောပြေးကြရာအရာရှိများသည်တစ်နှစ်ပတ်လုံးကုတ်၍အလွတ်လွတ်ခဲ့ရသမျှထိုတလနှင့် ကြည်လည်အောင် ခြေတက်ကြ၏မောပန်းသောအခါတင်းမောသို့ဆင်းအိပ်၍မျက်စိနှလုံးပွင့်သည့်နှင့်တပြိုင်တည်းကန်းသို့တက်၍ပျော်မြူးကြ၏တငယ်ချင်းနှစ်ယောက်အနက်မှိုင်သောသူမှာတော်ဘီဒိုရာချီဂျယ်ရီဝင်တန်ဖြစ်၍ထို့သူ ျော်မြုပ်ခွင့်ရသောသူများအနေနဲ့တယောက်အပါဝင်ဖြစ်၏ရှင်တော်သူမှာအင်ဂျင်နီယာအရာရှိရှာလီလော်ဆင်ဖြစ်ရာတငယ်ချင်းဝင်တန်ဤမိုင်ငေးချင်းအကြောင်းရင်းကို ရေးမိသဖြင့်ဖြောပြအားပေးနေသူဖြစ်၏ဝင်တန်ဤမိုင်ငေးချင်းအကြောင်းရင်းမှာကဤတို့သည်၎င်းမြို့ဟိုတယ်တစ်ခု၌အမေရိကန်ပြည်မှခီးတဲ့အသားဖ၃ယောက်တဲခိုလျက်ရှိရာအမိမာ မော်လီစင်ဖြစ်၏မော်လီစင်လင်မယားသည်ပစ္စည်းကျွယ်ဝ၍အတိအကျွမ်းလဲများ၏တမီလီမေစီမော်လီစင်မှာဝက်ပုံစားပုံကိုက်ကြသလားရုပ်ရည်လဲလျှောလာ၏မေစီအားထုံးစံအတိုင်းအရာရှိဟူသည်မပိုးပန်းကြရာတကယ်ဆွဲလန်းတက်မှတ်တော်သူမှာဂျယ်ရီဝင်းတန် ဖြစ်သည် အရာရှိများသည် ဝင်းတန်၏ အစွဲလန်းအာကြီးပုံကိုရိပ်မိကြတော့အခါရှောင်းဖဲပေးကြ၏ဝင်းတံမှာလူလက်အရွယ်တန်းရောက်ပြီးဖြစ်၍အစိမ့်လေးတက်တက်မဟုတ်တော့လဲရခင်အတွေ့အကြုံများမှာတမန်ကရှန်ကချစ်ကြိုက်ခြင်းမျိုးဖြစ်၍ပြီးပြီးပြော့ပြော့သဘောထားနိုင်ခဲ့၏မေစီနဲ့တွေ့သောအခါတွင်မူကားဝင်းတံမှာအင်ဂျင်မဆယ်နိုင်လောက်အောင်ဥပဒံအာကြီးလွန်လာ၏၎င်း၏အကြောင်းကို အရာရှိအချင်းချင်း မြစ်ကွယ်၌လောင်ပြောင်ပြည့်ရပြူကြ၏ဝင်တန်း၏ရှေ့၌လောင်ပြောင်ခဲ့လျင်ရံအိုးတဲ့သို့မိချတဲ့ကဲ့သို့ဖြစ်မည်ကိုရိပ်မိချသဖြင့်မျက်နှာဖိုးတက်ခါနေထိုင်ကြ၏အခြားသောအင်္ဂလိပ်အရာရှိများသည်အချင်းချင်းဖြစ်သည့်အလျောက်အရေးကြီးသူကိုအရေးမကြီးသူများကအသာပေးရသော ထုံးစံအတိုင်းရှောင်ဖယ်ပေးကြတော့လေထို့ကဲ့သို့ရှောင်မပေးနိုင်သော လူမျိုးခြားတယောက်ရှိသေးသည် ထို့သူမှာဂျာမန်ရေချောင်းဘက်ရာရှိတူဖြစ်သည့်ဘွန်ဒရက်စလာဆိုသူဖြစ်သည်ဘွန်ဒရက်စလာသည်မုမတ်မျိုးနွယ်ဖြစ်၍ဥစ္စာတနာလဲခိုင်လုံသည်ထို့သူသည်ဝန်တန်တို့တင်မော မဆက်ရောက်မီကပင်ဟိုတယ်၌တဲခိုလျက်ရှိသောကြောင့်မေစီကို ရှစ်ကြိုက်စုံမက်ရာ၌ဝန်တန်ထက်ပင် အရင်ကြသည်သည် ရုပ်လဲချောအမျိုးလဲကြီးဥစ္စာလဲပေါ် အချင်းအဖျင်းအလင်ဥထားနေသောဒရက်ဆလာနှင့်နှိုင်းရှင်လိုက်တော့ဝင်တန်မှာမျော်လင့်ချက်မရှိသလားဖြစ်နေ၏ထို့ကြောင့်လဲဝင်တန်မှာတမိုင်မိုင်တထွေထွေ ရှိနေရခြင်းဖြစ်လေသည်ဒုနေ့၌ဂျာမန်အရာရှိဒရက်ဆလာသည် မော်လီဆင်၏ဖိတ်ကြားချက်အရ၎င်းတို့နှင့်အတူလဖြစ်ရေတောက်လျက်ရှိစဉ်ဝင်တန်မှာမူတငယ်ချင်းလော်စင်နှင့် တိုင်ပင်နေကြခြင်းဖြစ်လေသည်ဝန်တန်နှင့်လော်စင်တို့သည်ဘာစလွန်းသို့ သွားကြ၍ကော့တေးခေါ်အရင်ညွန်ပေါင်းဆက်ကိုဝမ်ပစီတောက်လျက်ရှိကြစဉ်ဦးရှင်သောလော်စင်ကကြိတ်လေးဆက်မှငါလူရဲ့မြင်တထားလေးပါလေရှင်ရှင်ပြပြဆိုရင်ကုလူကဒီလောက်ရုံမဆူလာပါဘူးကိုင်ကိုင်မြင်ရသူဘုံဝင်ဆွဲလာအောင်လောက်ပါနဲ့ကွယ်လူတွေကြားသွားရင် တနာယူတွေမှတ်နေပါမယ် ဟေ့လူဘာချောင်းကြည့်နေရလဲကွလောစင်သည်မှန်ပြတဲ့ပေါက်မှလဖေးခမ်းမကြီးအတွင်းသို့ချောင်းကြည့်နေရမှကြည်လာစမ်းဟေ့ကြည်လာစမ်းဟုဝင်းထန်အားလက်ရခေါ်လေသည်လဖေးခမ်းကြီးအတွင်းတခုသောစပွဲပေါ်တွင်မော်လီစင်တို့တားဖသုံးယောက်နှင့်ဂျာမန်အရာရှိဒော့စလာတို့လဖေးတောင့်နေသည်ကို တွေ့မြင်ရလေသည်အန်ဂျိတ်လေးရဲ့ကြည်စမ်းကြည်စမ်း ခွေးမသားကမောစိဘက်များသူ့ကိုကြီးကိုင်းလို့သူ့ပိုင်မိသားထင်အောင်ပေါ့လေတဲဟုတ်တဲ့ကောင်းမယ်ကွယ်တော်ရွယ်တရောက်ကြည့်ရတော့ပေါ့တခွက်စီတော့ပြီးအပြင်ထွက်ကြစို့ကွယ်ငါပြောသလိုဟေးနော်ဘာမှဂိူးမဆိုင်တဲ့ဟန်အရေးမကြီးတဲ့ဟန်ပါပါစီနော်တရကြသူတို့ထွက်လာကြလိမ့်မယ်မျက်နှချင်းဆိုင်ရမအောင်ငါဖြင့်ရင်ထဲတတတိနဲ့ကွာတခွက်ဆက်တောင်းလိုက်ရင်ကြောက်သွားရော့ပေါ့ကွယ် ၎င်းနောက်တငယ်ချင်းများတို့သည် အပြင်သို့ထွက်လာကြလေ၏ဆယ်မိနစ်ခန့်ကြာသောအခါလှောက်ခတ်စီမံရ၌ဗိုလ်ဆွဲခဲ့သော လော်စင်၏လုံလဘယောကစွမ်းချောင်းတိုက်ရှိရှိဥယျာဉ်ခြံလေးအတွင် လူသုံးစုံသည် တစုံနှင့်တစုံ မလက်မကန်စကားပြောလျက်ရှိကြ၏ပထမအဆုံးမှာဝင်တန်နှင့် မေစီတို့ဖြစ်၏ဝင်တန်သည် ယုံရှိတတ်ရှင်လုံလုံပြောက်ဟန်ရှိ၏မေစီမျက်နာကိုစိတ်စိတ်ကြည့်ကာလွမ်းတယ်လျက်ရှိ၏ဒုတိယအဆုံးမှာလော်ဆန်နဲ့အမေလို့သူမစ္စစ်မော်လီဆန်တို့ဖြစ်သည်လော်ဆန်သည် လူမှုရေးဘာမျှနားမလဲသောမစ္စစ်မော်လီစီ၏စကားကိုဖျားဟောသဖွယ်စိတ်ပါဝင်စားလျက်ဟန်နဲ့မှတ်သားလျက်ရှိ၏တတိယအဆုံးမှာဂျာမန်အရာရှိဒရက်စလာနှင့် မစ္စတာမော်လီဆင်တို့ဖြစ်ကြသည်ဒရက်ဆလာသည်ငါတတာလုံးဤရောင်းနှီးများအကြောင်းအားရပါရ ပြောလျက်ရှိသော မော်လီဆင်ဤစကားကိုကြားဟန်မရှိပေမေစီနှင့်ဝင်တန်တို့ရှိရာသို့သာ တငင်းငင်းနှင့်ကြည်နေ၏ဤသို့လူစုကွဲအောင် စီမံပေးသော လော်ဆင်အားလဲဒရက်ဆလာကတပ်ပစ်ခြင်းဟန်နှင့်မြေဆောင်တထူထူကြည်နေ၏ ထုံညသည်ကဝန်တန်း၏တင်မောတွင်ကာပွဲကြီးကျင်းပမည်ဖြစ်ရာတင်မောတစ်စင်းလုံးတံမီတိုင်ဖြင့်ထိန်ထိန်ဝင်းလျက်အမြောက်ကြီးများတော်ပီတို့များစသည်တို့မှပျော်ပွဲနှင့်စန့်ကျင်ဘက်ဖြစ်သောကြောင့်လူမမြင်ရစေအောင် တောက်ပစန်းကျယ်သောအလံကြီးများနှင့်ဖုံးလွှမ်းထား၏မြို့မှ လူကြီးလူကောင်းများမော်တာဘုတ်ကလေးနှင့်ခောက်တုတ်ခောက်ပြန်တည်ယူလျက်ရှိရာမော်တာဘုတ်မောင်းသူများ အနာရတော့သည်မရှိကြ။ဧည့်သည်များနှင့်မော်ဒီဆင်အသားဖတ်၃ယောက်လည်းပါဝင်လေရာ၎င်းတို့နှင့်ဘယ်အခါမှ မခွဲသောဒရက်စလာလည်းပါလာလေ၏။ဝင်းစတန်မှာလော်စင်၏အကြံပေးချက်အတိုင်းယူနီဖောင်းပြည့်စုံဝက်စင်ကကြိုးဆို၍ကာဘွဲတရှိပြည်သည်နှင့်တပြိုင်နက်အခွင့်ကောင်းကိုရွေးချယ်လျက်ဤလေတွေကကြည်ထားသောကြောင်လေးတစ်ကြောင်သို့မေစီအားခေါ်သွားလေ၏။ ဝန်ထမ်းဤပူပန်းချင်းအချင်းရကိုတသိမောလုံးတိကြပြီဖြစ်ရကချောင်းရည်ကြည့်ကြသူနောက်ထောင်ကြသူများလည်းအရှားပါစေသူတို့ဤပြောစကားများအရာဝန်တန်းသည်နိုင်ဝတ်ခန့်ကြအောင် မေစီနှင့်တယောက်ချင်းနှုတ်နှက်ခွင့်ရတော့လဲနောက်ဆုံး၌ဟန်ကြပန်ကြလက္ခဏာမရှိကြမုံတုံတစ်ထက်မုံတုံနေသောဝန်တန်းဤမျက်နှာကိုမြင်ရသောလောစင်သည် မစွန်သောအဖြစ်ကို တခါတည်းအကဲခတ်မိလေ၏။၁၂နှစ်ခန့်ရှိသောအခါယောက်ျားဟူသည်မှသည် ရေရောစွာဧကန်သောတမောအရာရှိများ၏ကောင်းမှုကြောင့်ဥရှင်လျက်ရှိကြ၏။အချို့ယောက်ျားများမှာဤသို့သော အခြေအနေမျိုး၌ဘာမဟုတ်သည်ကို ဟဟပပရေမောတက်ကြ၏။အချို့ကယံလိုတက်ကြ၏။ဒက်စလာမှာတတရအမျိုးအစားတွင်ပဝန်သူတူတူတယောက်ဖြစ်၍တက်ခနဲ့ဆိုယံလိုဟန်ရှိနေ၏။ ဧည့်သည်များနဲ့အိမ်ရှင်တမောအရာရှိများသည်ခမ်းမကြီးအတွင် စုဝေးနေကြစဉ်လောစင်သည်ခတ်မှန်မှန်ရှိနေသောဝင်တန်ဤပခုံးကိုပုတ်လျက်ဟဲ့လူတတိထားမပေါ်ကွယ်လူတွေရိပ်မိကုန်ပါမယ်ဟူ၍တီတိုတတိပေးရသေး၏တက်စလာသည်မေစင်းနှင့်ဝင်တန်တို့လူပြိုစကားပြောခြင်းမစုံခြင်းတို့ကိုရိပ်မိဟန်နှင့်ဝင်တန်အားမန်ဆောင်နေခြင်းကို ဖြန့်ပြေလိုသောသဘောနှင့်သူသူနှစ်ယောက်ရောနှောပေးဖို့ကြိုးစား၏သုံးယောက်မျက်နှချင်းဆိုင်ကြစဉ်လော်စင်ကဖဲကစားဖို့ဆွဲသေးသည်ဒက်စလာသည် လောင်ပြောင်လိုသောမျက်နှာနှင့်ဝန်တန်အားကြည့်လျက်မစ္စတာဝန်တန်တော့ဖဲကစားရင် နိုင်ကျင်နိုင်မယ်ဗျဘာကြောင့်လဲဗျလူဆိုတာတနည်းအားမကံမကောင်းရင်ဒီပြင်တနည်းအားမကံကောင်းတယ်လို့ပြောကြပါတယ်ဆိုလိုရင်းမှာ မေစီကိစ္စ၌ဟန်မကြခြင်းကိုစောင်းချိတ်လိုက်ခြင်းဖြစ်သည်ဖြက်ခနဲမောကြည့်၍ဒီလိုပြောမျိုးဟာခမည်းတော်ရေချောင်းတက်မှာတော့ပွဲကြမလားမဆိုနိုင်ဘူးကျုပ်တို့စီမှာတော့ဒါမျိုးကလေးကလားကြတယ်လို့သဘောထားကြတယ်ဒီတော့ကျုပ်တို့စီလာတဲ့အခိုက်မှာဒီလိုပြောမျိုးတွေခမည်းဆင်ခြင်းကောင်းမယ်ထင်တယ်ထုခနာ၌အေဂမကြီးအတွင်၌ရှိနေသောပြိတ္တအားလုံးသည်မိမိတို့ပြောစရာရှိသောစကားများကိုရပ်ဆန့်၍ တခါလုံးတိတ်ဆိတ်လျက်ထိုသူနောက်ကို အားလုံးငေး၍ကြည်လိုက်ကြလေသည်တမျက်နာလုံးညီမြန်းသွားလျက်ဒုနီယာသူတော်နေရတော်တဲ့မစ္စတာဝင်တန်ကျုပ်ဦးလေးကဂျာမန်မင်းသားတစ်ပါးဖြစ်တယ်ဆိုတာမစ္စတာဝင်တန်မသိဥမှတ်တယ်ဦးလေးဖြစ်သူကမင်းသားဖြစ်ပေမဲ့သူဖြစ်တဲ့သူကဂုံတီရှိသူအချင်းချင်းဆောင်စီအပ်တဲ့စီကံနီလန်းကို နားမလဲတော့ခက်သားပဲဒေါသတရှင်နဲ့အင်းရှင်အရာရှိအားလုံးကိုတိမ်ကြုံကြည့်ကဂုံတိရှိဆိုသူကဈေးဆိုင်ထွက်တဲ့ဈေးတွေဆိုလိုတယ်မှတ်တယ်အင်္ဂလိပ်လူမျိုးများအားဈေးတဲ့လူမျိုးဟူ၍ဥရောပတစ်တိုင်းလုံးပြောင်းလောင်းပျော်ရွှင်ရှိ၏ထို့စကားသည်အရာရှိအားလုံးကို ထိခိုက်သောစကားဖြစ်ရလျာကအချို့အရာရှိများသည် မိုးရစ်စာလဲရှိသဖြင့် damn ဟူသောစကားနဲ့ထွက်လာကြမည်ပြုလေသည်။သို့ရတွင်ဝန်တန်ကလညို့ထောင်လျက်တတိပေ၏။တတိထားပါမိတ်ဆွေတို့ဒီလူကကြွတ်တုတ်ဧည့်သည်ပြနော်။ဟုပြောပြီးနောက် dress လာဖက်သူလှည့်၍ခမည်းကကြွတ်တုတ်ဧည့်သည်ဖြစ်တဲ့အတွက်ဘေးကင်းရန်ကင်းစော်ကားနိုင်ပေသည်ဗျာ။ နေမြန်းနေရာမှာပြာ၍လာသောမျက်နှာနဲ့ခမားတို့အင်္ဂလိပ်လူမျိုးတွေသာဘေးကင်းရန်ကင်းရှိဖို့ဂရုစိုက်တယ်။ကျုပ်တို့လူမျိုးဒီလိုမဟုတ်ဘူး။ထွီခမားတို့လူမျိုးတွေနဲ့အဖက်လုပ်ပြီးစကားပြောနေလို့လေကုန်တယ်။ဒီနေ့တော့ဆက်ပြတ်ပါစေဦးဗျာ။ဆက်ပြတ်ပြီးဆိုတော့မှဒီလူစုကိုဘယ်လိုလုပ်မယ်ဆိုတာသိကြရောပေါ့။ဘာသိကြမှာလဲဂျွန်ပရက်စလာ။ဟုတ် ကျင်းလင်းပြတ်သားသောအတန်ဖြင့်ပြောလိုက်သည်ကိုကြားကြသဖြင့်ယာရှိအားလုံးသည်အတန်ကြရသို့ဖြက်ခနဲလှည့်ကြည့်လိုက်သောအခါရေချောင်းစပ်ဖို့ချုပ်ကြီးဝင်လာသည်ကိုတွေ့မြင်ကြရလေ၏တခဏ၌ဒွတ်စလာ၏နေမြန်းပြလဲသောမျက်နှာသည် ဖြူဖက်ဖြူရော်ဖြစ်သွားသည်တို့ရတွင်မာနာကြီးသူတယောက်ဖြစ်သည့်အလျောက်ချက်ချင်းပင်အိန္ဒြေဆယ်လျက်ဘယ်သူမှရှုံးလို့ဘယ်သူမှနိုင်ပဲဘယ်သူမှဒုထောက်တောင်းမရမယ်ဆိုတာ တကဘာလုံးကတိကျမှာပေါ့ကြည့်နေပါ ကြည့်နေကြသမားဘိုးချုပ်ကြီးကခအေးလေးတဲ့နဲ့ဘွန်ဒက်စလာပြောတဲ့ပြဿနာက တကယ်ရည်ကြည့်တဲ့ပြဿနာကြီးပြီပဲသို့တော်ဒီအကြောင်းတွေကို အထုသဖြင့်ဒီလိုနေရာမှာဒီလိုခါမျိုးမှာဆွေးနွေးကြလို့မလျော်ဘူးထင်တယ်ဧည့်သည်ဝတ္တရားအင်ရှင်ဝတ္တရားရဲ့လို့အသည်သည်ရှိကြတဲ့နေရာမှာဒီစကားမျိုးဟာတစိတ်စီကန်းလွန်တယ်လို့မှတ်တယ်ကဲ ဒီတော့ဧည့်သည်အဖြစ်ကိုမြန်မြန်စခန်းသိမ်းကြရင်ကောင်းလိမ့်မယ် Lieutenant Winton Pontrat ပြန်မို့အတွက်မော်တော်ဘုတ်ခေါ်ပြလိုက်မော်တော်ဘုတ်စိုက်ကပ်လာ၍ Dressler သည် မော်တော်ဘုတ်ပေါ်သို့ဆင်းသွားမည် ပြုတွင်နီးနိုင်လက်ပိုက်ကရက်နေသော Winton အားစားတော့မလို့မျက်နှာမျိုးနဲ့လှမ်း၍ကြည်သေး၏ထိုခဏ၌ Mr. Mollison ရောက်လာ၏ဘယ်နဲ့လဲ dress လာပြန်တော့မလို့လားဟုတ်တယ်ဒီလူစုနဲ့ကျွန်တော်လည်းမတည့်ဘူးဗျာဒါဖြင့်ကျုပ်တို့လည်းလိုက်ပြစေခမညာကျုပ်မိမကခေါင်းမှုလို့တဲ့လာကြဟိတမိမေစီတို့ပြေမော်လီစင်တားဖတ်တောင်းအတို့သည်ဒက်စလာနှင့်အတူမော်တော်ဖုတ်ပေါ်သို့တက်လာလေသည်ဒက်စလာသည်မေစင်နှင့်အတူတွားရမည်ဖြစ်သောကြောင့်ဝင်တန်အားဟေ့အကောင် ဘဲနဲ့ရှိစဟူသောမျက်နှာမျိုးနဲ့လှမ်းကြည့်ရာဝန်တံမှာနှကန်းကိုသာကြိုက်နေရလေ၏မော်တော်ဖို့ပေါ်သို့မေစီစင်းကနီတွင်ဝန်တံသည် အနိတို့ချင်းကပ်၍မျော်လင့်စရာလုံးလုံးမရှိတော့ဘူးလားမေစီဟုတီတူမေးလေရာရှိမထင်ပေါင်ချယ်ရီသို့တော့ရောက်တဲ့အခါဝင်သေးတာပေါ့မော်တော်ဖို့ထွက်ခွာသွားသောအခါဒရက်စလာသည်မေစီအနိတွင်ထိုင်ကား ဝါကျွားလို့တော့ဟန်နဲ့ဝင်းတန်အား Good night Mr. Winton ဟု လောင်ပြောင်ကနှုတ်ဆက်လိုက်ရဝင်းတန်ကပြန်ပြောသောစကားမှမူရုတ်တရက်ကောက်ရွံ့တီးသောဘင်တန်ကြောင့်မကြားနိုင်သဖြင့်ရမ်းရမကြပြီတော့အထက်ပါချင်းရများဖြစ်ဖြစ်ပြီးနောက်နှစ်နှစ်ခန့်ကြာသောအခါဒက်စလာ၏စူတောင်းပြေးခဲ့လိမ့်မည်အင်္ဂလန်ပြည်သည်ဂျာမနီနှင့်ဆက်ဖြစ်ရန်ကြေညာပြေးလိမ့်မည် ်အင်္ဂလိပ်စစ်သည်မောတပ်သည် နောက်ဆီးပင်လယ်၌ကမ်းဆောင်လျက်ရှိသည်ဂျာမန်စစ်သည်မောများကမူထွက်ပေါ်လာခြင်းမရှိချေဂျာမန်တို့သည်ရင်ငုတ်သည်မောများကိုသာ စေလွတ်ကြ၏စစ်သည်မောချင်းမူကားရှင်ပြန်တိုက်ခတ်ခြင်းမပြုချေတနစ်တ၌တော်ဗီတိုပြတ်သောစစ်သည်မောသည်အိုင်လန်ကမ်းခြေကိုမေးမိစွာမြင်နိုင်သောပင်လယ်ခီးတွင် စက်ကုံနှင်လျက်ခုတ်လေသည်။သမောတရားပေါ်၌ မျောကြည့်နေသောအရာရှိသည်မိမိသမောဤအဟုန်ကိုကျဉ်တတ်သောဟန်ပန်ရှိသဖြင့်မြန်တထက်မြန်နိုင်အောင်နှိုးဆော်လျက်ရှိသည်သူသူမှာဂျယ်ရီဝင်းတန်ပင်ဖြစ်သည် ဝင်းတန်သည်ယာရုတိုးတက်လျက်တိုဘီဒိုဖြစ်သမောကြီးကိုအကြီးအကျယ်အုပ်ချုပ်ရလိမ့်မည်ဝင်းတန်သည်မိမိ၏လက်တွင်မှန်ပြောင်းတစ်ခုကိုကိုင်းလျက်ပင်လယ်တစ်ပြင်လုံးလှည့်ပတ်ခါရင်ငုတ်တင်မောများရှာဖွေလျက်ရှိ၏ ဝန်တန်သည်အားလက်ခြင်းမရှိအောင်အလုတ်ဝတ်တရားများဆောင်ရွက်နေရတော့လဲမေစီကိုမမေ့နိုင်ချေယခင်ကမေစီနဲ့တွေ့ဆုံခဲ့သောစိတ်ကမ်းမြုပ်မှထွက်ခွာမိအပြုတွင်ဝန်တန်သည်မေစီအကြောင်းကိုစုံစမ်းကြည့်ရာဂျော့စလာနဲ့လက်ထပ်တော့မည်လို့သတင်းမျိုးကြားရသဖြင့်အချက်ကိုမျိုးသိအောင်ဤကထွက်ခွာခဲ့ရ၏မေစီကိုတရိယာတိုင်းဒက်စလာကိုလည်းတရိယာသဖြင့်၎င်းပြောပြသည့်အတိုင်းရင်ဆိုင်ဆုံးမိပါစေဟု၍လဲဆုတောင်းမိ၏ ဝန်တန်သည်ရှေးအောင်နှောင်းဖြစ်များစိတ်ကူးလျက်ရှိစဉ်အဆောင်တင်မောသားကလောဘဘက်မှလှေစင်းဟု ပြောသောကြောင့်မြေယာအရက်သို့စက်ကုံနှင်းစေ၏အတန်ငယ်ချင်းကပ်လာသောအခါလှေရွဲ့၌လူအမြောက်များပါရှိသည်ကို တွေ့မြင်ကြရ၏စက်ကုံခုန်နေ၍အနည်းသို့ရောက်သောအခါ လေစီမှညီးတွားသံများကြားရသည်လှေရဲ၌မိမများနှင့်ကလေးများပါရှိရာအချို့မှာလှေဝန်းထဲတွင် ်ဒံယာနှင့်လဲလျက်ရှိသည်လေဤပယ်ပိုင်း၌ကမိမတယောက်သည်မိုင်တွေချကထိုင်လျက်ရှိရာဝန်တန်သည်၎င်းမိမကိုမြင်သည်နှင့်တပြိုင်တည်းအံ့အတင်သွား၏ပထမ၌မဟုတ်တန်ရာဟုထင်မိ၏ထို့နောက်မျက်နှာချင်းစုံမိရာတွင် မေစီစင်စစ်ဖြစ်နေကြောင်းတွေ့ရ၏တမောသားများသည်အခြားလူနာများကိုကယ်ဆယ်လျက်ရှိစဉ်ဝန်တန်သည်မေစီထံသို့ ခွန်ချဆင်းပြေ၏အချိုးအချောင်းစုံစမ်းသောအခါဂျာမန်ရင်ငုတ်တင်းမောတစ်စင်းက၎င်းတို့၏တင်းမောကိုနှစ်မြို့လိုက်ကြောင်းခီးသည်များကိုလေပေါ်သို့တင်၍လွှတ်လိုက်ကြပြီးနောက်အဝေးမှဘုံဖြင့်ပြစ်ကျဲသောကြောင်းမေစီမိခင်ရောဖခင်ပါရင်းနှစ်သေဆုံးသွားကြောင်းရင်ငုတ်တင်းမော၏နံပါတ်မှာ U99 ဖြစ်ကြောင်းနှင့်သိရှိရလေသည်လေဝဲဘက်မှာရင်ငုတ်တင်းမောတစ်စင်းဟုအဆောင်တင်းမောသားက ဟဲ့អော်ជីចော်လိုက်យ៉ាតិទិមោលုံးសុញ្ញានទွားတော့ဤအចောင်းကဝင်တန်ဤទិមោမှာအမြောက်များသည်ရင်ငုတ်တင်းမောကို တပြိုင်တည်းပြက်ခတ်ကြသောကြောင့်ဖြစ်လေသည် အမြောက်တစ်ချက်သည် ရင်ငုတ်တင်းမော၏ဘေးနံကို ထိမှန်လျာကရင်ငုတ်တင်းမောသည် ရေ၌ငုတ်ချိုးခြင်းကမတက်နိုင်တော့ဘဲငားသည်တကောင်ကဲ့သို့ပေါ်လောကြီးပေါ်နေလေ၏နောက်တခဏ၌ရင်ငုတ်တင်းမောတဲ့သို့ရေများဝင်သည်ဖြင့် က်တော်မီအကြောင်းသိရှိသောကြောင့်ဂျာမန်တင်မောသားများသည်ရေထဲသို့ခုန်ချ၍ဝင်တန်ဤတင်မောသို့ကူးလာကြလိမ့်ထူးဆန်းသောအချင်းရမှာ၎င်းရင်ကုန်တင်မောသည် မေစီတို့တင်မောကိုနှိမ့်မြုပ်လိုက်သောယူနိုင်းနိုင်ပင်ဖြစ်သည်ဂျာမန်တင်မောသားများသည်ဝင်တန်ဤတင်မောပေါ်သို့ကူးတက်လာကြသောအခါမိမိတို့နှိမ့်မြုပ်လိုက်သောတင်မောမှခီးတယ်များနှင့်မျက်နှချင်းဆိုင်မိကြလိမ့် ဝန်တံပါမှုအခြားသင်္ဘောသားများကိုကြည့်ရန် အချိန်မရပဲရင်းငုတ်သင်္ဘောဤကွန်မန်ဒါအရာရှိကိုသာလျှင်ငေးကြည့်နေ၏အကြောင်းကထို့သူမှာအခြားမဟုတ်ဒက်စလာပင် ဖြစ်သောကြောင့်ပင်သည်ဝန်တန်း၏စိတ်ထက်၌လွန်ခဲ့သောနှစ်နှစ်ခန့်ကဒက်စလာပြောမှုသောစကားသည်ဘွားကနေပေါ်၍လာ၏ဝန်တန်းသည်ဥကောင်းရှိုးကရက်နေသောဒက်စလာအနည်းသို့ချဉ်ကပ်၍ ဘဲနဲ့လဲပွန်ထရက်စ်လားခမရဆူတောင်းပြေးပါတော့လားဆူတောင်းပြေးတော့ဘဲနဲ့ရှိစားလေဒါတဲ့ဟိုဟာရခမရလက်ချက်မဟုတ်လားဟုမေးလေလေထဲမှာတင်ယူထားသောအလောင်းများကိုညွှန်ပြလေသည် မဟုတ်ပါဘူးဗျာခွေးပါသာဒီကောင်လိန်နေမဟုတ်ရင်ကြုတ်တက်တက်ပြမယ်လာခဲ့ယူနိုင်းနိုင်ကို မြင်လိုက်တဲ့သူရှိတယ်ဘာပြောကျင်သေးလဲခမရညာတာ ညာရမညာဟုတ်သိအောင်ကြုတ်ပြမယ်ကြည်စမ်းဟိုဟာဘာတူလဲမေစီသည်ဒက်စလိုက်တန်ကိုကြားသောကြောင့်တရင်တရိုင်နဲ့၎င်းရှိရာသို့ရှောက်လာလျက်ရှိစဉ်ဝင်တန်ကညွန်ပြလိုက်ခြင်းဖြစ်လေသည်ဒက်စလာသည် မေစီကိုမြင်သောအခါကြောင်တောင်ငှဲ့၍စစ်တေသေးနေ၏ဒုက္ခနာ၌တီဟောင်းကျန်ဟောင်းသုံးယောက်တို့သည်မြင်နှချင်းဆိုင်လျက်ရှိကြသည်မေစီသည်လက်တွင်ဝတ်ထားသောလက်ဆော့ကို ရုတ်တရက်ချွတ်ပြီးနောက်နေပြတဲ့လက်စော့သွားရော့ဟုပြောပြောဆူဆူနဲ့ရေထဲသို့ပြစ်ချလိုက်၏ထို့နောက်အနည်းတွင်ရှိသောတန်တန်စာတစ်ခုကို ကောက်ယူ၍မေစီသည် dress line အနည်းသို့ချင်းကပ်ပြီးလျင် ဟောရာကငါမေတက်တဲ့အတွက်တစ်ချက်ဟောရာကငါဖေတက်တဲ့အတွက်တစ်ချက်ဟုပြောလျက် dress line မျက်နှာကိုနှစ်ချက်တိတိရိုက်နှက်လေ၏ ၎င်းနောက်မေစီသည်ဒက်စလာ၏တောင်းပန်စကားများကို နားမထောင်တော့ဘဲချက်ချင်းလှည့်၍ထွက်သွားလေ၏ဒက်စလာသည် မျက်နာကဒဏ်ရာမှစေးကြသောသွေးများကို လက်ကင်ပေါ်နှင့်တုပ်လျက်ရှိစဉ်ဝင်းစတန်၏မျက်နာ၌တနာကယူနာစိတ်အလင်းမမြင်ရချေတဲငါလေးတိုင်မှာကျိုးနေချင်ပြီမတည်မချင်းရိုက်ခိုင်းပြန်တော့မယ်ဟုတ်ဝင်းတန်က ကျုံးသွားတော့အခါဒက်စလာသည် တကယ်ပြူတော်မီထင်သဖြင့်စိတ်ကိုတင်းထား၏ထိုချင်းရကိုမြင်ရသောအခါဝင်းတန်ကစိတ်ချပါဒရက်စလာကျုပ်လက်တွေမှာအချင်းသမားဖြစ်နေတဲ့အခါကျုပ်ဒီလိုလှုပ်ချင်အောင်တော့မလှုပ်ဝင်ပါဘူးဟုမချင်မချမ်းပြောမိသေး၏မေစီမှာဒရက်စလာနဲ့လက်ထက်ရန်လမ်းကြောင်းပြီးဖြစ်တော်လဲအစားမစ္စဝင်းတန်ဖြစ်သွားသည်ဟုဖော်ထုတ်ရေးသားရန်လူတော်မီမထင်ချေ